င်္ဂလာပါဗျာဒီအဝေးကနေကြိုဆိုပါရစေဒီဘတ်တွေ့ဆုံမင်းမြန်ကမှာပါဝင်ဆွေးနွေးပေးဖို့လူအခွင့်ရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့မတ်တင်စာရှွန်းလက်ကြီးကိုဒီအဝေးရဲ့စတူဒီယိုတွေကဖိတ်ခေါ်ထားပါဗျမတ်တင်စာရှွန်းလက်ကြီးဟာ2012ခုနှစ်ထဲကလူငယ်ရေးရည်ရင်းငင်းငန်းရေးဒေသနာအုပ်ချုပ်မှုပြုရင်ပြောင်းလဲရေးနဲ့အမျိုးသမီးရေးတွေကိုရှေ့တန်းကတက်ကြွစွာပါဝင်လှုပ်ရှားသူတဦးဖြစ်ပါတယ်ကျွန်တော်က တရားဝင်အမှုဆောင်အိတ်တာရင်းနေပါဒီမှာဥုံနေနဲ့ကျွန်တော်တို့ AR ကိုလာပြီးတော့အင်တာဗျူးပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ရှိတဲ့အကြောင်းအတင်စားကိုပြောပြသည်ဟုတ်ဖိတ်ကြားပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဆက်ပြီးတော့တွတ်တွေ့ချင်းစောက်နေထွင်းနေလို့တော့မထင်ပါနဲ့ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမျိုးဟိုစိတ်ဝင်စားစရာကောင်းမဲ့မိကုံလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အရင် ဆရာနာမသိခင်ကာလတုန်းကပေါ့မတင်စားဟုတ်လားဒီလူရဲ့ရေးရာကိစ္စတွေလူခွင့်ရေးကိစ္စတွေဟုတ်လားနောက်ပြီးတော့ဒီတန်တရာအုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေပါရှည်တန်းကနေပြီးတော့တက်တက်ကြွကြွလှုပ်ရှားတဲ့အခါမှာဟုတ်လားတချို့နိုင်ငံကသတင်းမီဒီယာတွေကမတင်စားဟုတ်လားအဲဒေါန်ဆန်းစုကြည်ညူဒေါန်ဆန်းစုကြည်ဆိုပြီးတော့ဟုတ်လားအဲဒေါန်ဆန်းစုကြည်အသေးစားလေးဆိုပြီးတော့တော့မှ ြောကြဆိုကြတာကိုကျွန်တော်ကမှတ်မိတာ။ဆိုတော့အဲ့ချိန်တုန်းကဒေါန်ဆန်းစုကြည်ရဲ့အစိုးရရဲ့ဟလာဘူဝါရတွေကိုမတင်စားဟလာဝေဖန်နေဟလာနော်ဟိုလှုပ်ရှားတကြွသူအနေနဲ့ဝေဖန်တာပေါ့။ဆိုတော့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းကျတော့ဒေါန်ဆန်းစုကြည်အခုဆိုလို့ရှိရင်ဟလာဘယ်နေရာမှာချုပ်ခနောင်ခံနေရမှန်းတော့မသိဘူး။ဟလာအဲ့လိုမျိုးအနေထားဆိုတဲ့အခါမှာကျတော့ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်တဲ့အဲမတင်စားရဲ့တဘောတာ အပြောင်းလဲများရှိလာတယ်အရင်ဆုံးအနေနဲ့ဆိုရင်ကျွန်တော်ဒီ2016မှတ်မဲ့ရရပေါ့2016ဆိုရင်ကျွန်တော်စပြီးအာနာဒီအမျိုးသမီးရေနောက်ဒီလူငယ်တွေစသဖြင့်ပေါ့နော်စုစည်းမှုတွေလုပ်ကြတဲ့အချိန်မှာဒီဒေါ်ဆန်းစုကြည်ရဲ့အမွေကိုဆက်ခံမဲ့အမျိုးသမီးများဆိုပြီးအမျိုးသမီးဆင်းရဲနေ အဲ့လိုမျိုးတချို့မီဒီယာတွေကဖော်ပြကြတာရှိတယ်။အဲ့ကြမှာလည်းအဲ့မှာလည်းမျိုးသမီး9ဦး6ဦးစသဖြင့်ပေါ့နော်။တော်တော်များများကတော့မြန်မာပြည်အရေးလို့ပြောရင်နိုင်ငံတကာမှာကဒေါက်ဆန်းစုကြူပဲအဓိကတည်ကြတဲ့ခါကျတော့နောက်ထပ်မျိုးဆက်သစ်တွေကဘာတွေလုပ်နေရဲဆိုတာကိုတို့ဖော်ပြခြင်းတဲ့ခါမှာအများန်းချိတ်ဆက်ပြီးဖော်ပြတာကိုကျွန်တော်တို့မြင်ဘူးတယ်ပေါ့။အဲ့တော့အဲကိုကိုရိုင်းကတက်ကြွလှူရှားသူအနေနဲ့အာဒီလူငယ်အရေးကိုပြောလာတဲ့အထူးသဖြင့်နိုင်ငံရေးကိုပြောလာတဲ့ခါမှာဟာဒေါက်ဆန်းစုကြူလိုနိုင်ငံရေးလုံးမဲ့လူဆိုတဲ့ သူတို့ရဲ့အတွေးပေါ့နော်ဒါလေးကြီးလည်းကျွန်တော်တို့တွေ့ခဲ့ပါတယ်ဆိုတော့အခုကာလအဲ2021နောက်ပိုင်းမှာကျွန်မမျိုးသမီးရေးပေါ့နော်မျိုးသမီးရေး feminist လှုပ်ရှားမှုကိုပို့ပြီးတော့ design မမတ်ပို့ပြီးဆောင်ရွက်လာနိုင်ခဲ့တယ်ပြီးရင်ကျွန်မအရှိကစီနီယာတွေအသီးသီးရဲ့ဆောင်ရွက်မှုတွေကိုလည်းပုံမြင်လာတယ်အဲဒီမှာကိုကိုရိုင်းရဲ့ပြန်သုံးသက်တဲ့အခါမှာမျိုးသမီးကောင်းဆောင်တရားရဲ့အထူးဖြစ်နိုင်ငံရေးလှုပ်တယ်ဆိုရင်ဘလောက်တောင်ခက်ခဲကြမ်းတမ်းနေဆိုတာကိုပို့ပြီးတော့ နားလည်လာတယ်ပေါ့အရင်ကလည်းနိုင်ငံကြီးလောက်တာပဲဒါသို့တော့အမျိုးသမီးဖြစ်မှုဆိုရက်ရှူတောင်းကနေဒါကိုဝေဖန်မှုတုံးတက်မှုကိုကျွန်တော်တို့လှုပ်ဖို့အတွက်အဲ့လောက်ထိမနီးဆက်ခဲ့ဘူးပေါ့နော်ဆိုတော့အခါမှာအခုချိန်မှာတော့ဒေါန်ဆန်းစုကြည်အပါအဝင်ပေါ့နော်အမျိုးသမီးတွေအများကြီးနိုင်ငံကြီးလုပ်ငန်းလုပ်တယ်ဆိုတော့အော်ဒီအကြောင်းအရာတစ်ချက်ထဲနေတယ်အာဖန်စီချုံအောင်ခံထားရတယ်အသက်သေးတေဆုံးနေရတဲ့အခါမှာဒီမျိုးသမီးရဲ့အားလုံးနဲ့အတူကျွန်တော်တို့အတူရက်တည်တယ်ဒီမျိုးသမီးရဲ့လွတ်မြောက်ရေးဟာကျွန်တော်တို့တော်လန်ရေးရဲ့အာ တောက်ဆိုချက်တစ်ခုဖြစ်တဲ့နယ်ပေါ့နော်ဒီအခံယူချက်ကနေကျမတို့ဒေါက်ဆန်းစုကြည်အပါဝင်အမျိုးသမီးနိုင်ငံရေးသမားတွေအမျိုးသမီးဖြစ်ချင်းကြောင်းမို့လို့ဖိနှိပ်မှုတွေနောက်ခွဲခြားဆက်ဆံမှုတွေနောက်အနာကကျမတို့နောက်မျိုးဆက်တွေမှာလုံးဝမရှိစေချင်တော့ဘူးဒါကြောင့်မလို့ကျမတို့အမျိုးသမီးအရေးကိုပိုလုံလာရတယ်တော့ပြောလို့ရပါတယ်ဟုတ်ဆိုတော့အရင်တော့ကမတင်စားဟာလာဆက်အနာအသိငယ်啊ဆိုလို့ရှိရင်ဒီလူငယ်အများစုကဆိုလို့ရှိရင်ဟာလာဒီဒုက္ခရေး ပဲဖြစ်ဖြစ်ဟာလာခုနကဒီအဲတခြားနိုင်ငံကြီးကိစ္စတွေမှာပဲဖြစ်ဖြစ်နန်ဗိုင်ယိုလန့်ခေါ်မှာပေါ့နော်ဒီတနက်မကြိုက်ဘဲနဲ့ခုနကတောင်းဆိုလှုပ်ရှားတဲ့ကြုံရှားမှုတွေလုပ်ခဲ့ကြတော့ဒါပေမဲ့ဒီဘက်ဆက်အနာသိမ်းပြီးတဲ့နောက်ပိုင်းမှာလူငယ်လူငယ်အများစုဟာလာဒီနိုင်ငံကြီးကိုစိတ်ဝင်စားကြတဲ့လူငယ်အများစုလူခွင့်ရေးနဲ့ပတ်သက်ပြီးတော့တက်ကြွလှုပ်ရှားတဲ့လူငယ်အများစုဟာ လက်နဲ့ကင်ပြီးတော့ဟာလာဒီစစ်တပ်ကိုတော်လှန်ကြရေတော်လှန်ခဲ့ကြတာပေါ့နော်တော်လှန်ခဲ့ကြတယ်အဲအခုဆိုလို့ရှိရင်ဟာလာဒီငါးနှစ်ကာလအတွင်းဝင်လာပြီပေါ့နော်ဆိုတော့တိတ်မကြသေးဘူးကျွန်တော်တို့ကြားလာရတယ်အဲ့ဒါတကယ်ကောင်းဆောင်ဥပမာဟာလာအမောင်ဆောင်ခဆိုလို့ရှိရင်တော်လှန်ရေးကဆက်ပြီးတော့အော်ကြာရှိမယ်ဆိုတဲ့သဘောမျိုးပေါ့အမြဲမပြီးနိုင်တော့ဘူးဆိုတဲ့သဘောမျိုးပြောလာတွေ့တယ်တခြားလူငယ်ကောင်းဆောင် အနေနဲ့အဲ့လိုမျိုးစပြောလာတယ်ကြားရတဲ့အခါမှာကျွန်တော်မတ်တန်လာကောအခုဒီလူဦးတော်လှန်ရေးရဲ့ရှင်ရေးကိုဘယ်လိုသုံးသပ်ချင်လဲအဲကျွန်တော် non violence violence ဆိုပြီးပြောရရှိသလို m and m ပေါ့နော်လက်နဲ့ကိုင်းလက်နဲ့မကိုင်းပေါ့စသဖြင့်ဟိုစုပြောကြတဲ့အခါမှာကျွန်မအမြဲတမ်းအာထောက်ပြပြောဆိုတာကကျွန်တော်မြန်မာနိုင်ငံရဲ့နိုင်ငံကြီးကအဲ့လိုနှစ်ခု အဲတခုပြီးမှတခုဖြစ်သွားတာမျိုးမဟုတ်နေဘူးအဲကျွန်တော်တို့အဲအနောက်အနောက်ကဘာလဲပြောတာရှိရမြန်မာမြန်မာနိုင်ငံကြီးကအခုပြောင်းလဲသွားပြီအရင်က non violent အခု violent နေဖြစ်ကုန်ကြပြီဆိုတဲ့ဟာမျိုးပြောတာများတယ်ကျွန်တော်တို့မြင်ကြတော့မြန်မာနိုင်ငံမှာအရင်ကတည်းကလက်နက်ကင်ဒေါ်လာရရှိပြီးသားကျွန်တော်တို့အာလွတ်လပ်ရေးရဖို့တော့လက်နက်ကင်ပြီးဒေါ်လာခဲ့ကြရတယ်ဆိုတော့ဒါတွေကအများနဲ့ဆက်ဆက်ပြီးနောက်ဆက်တွဲမှာဆိုလဲကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက်လက်နက်ကင်ပြီးဒေါ်လာခဲ့ကြတာကနှစ်ပေါင်းဆယ်စုနှစ်ချီเนาะရာစုနှစ်နီးပါးရှိတော့ဒါတွေအားလုံးထဲမှာမှာ ဆိုတာပြောရဲအကြမ်းမဖက်အာနိုင်ငံရေးအန်တူးမှုလို့ကျွန်တော်တို့သုံးတယ်အကြမ်းမဖက်တို့အကြမ်းဖက်တို့လို့ဆိုတာတဲ့နိုင်ငံရေးအန်တူးလုပ်ငန်းတွေကိုဒီလက်နက်မကိုင်းနိုင်တဲ့ပြည်သူတွေနဲ့အတူလုပ်တဲ့လုပ်ငန်းစဉ်ဒီလုပ်ငန်းစဉ်ကပို့ပြီးတော့ကြီးမားကျယ်ပြန့်လာတာက2000 1988နောက်ပိုင်းကျမှပဲကျွန်တော်တို့အဲ့ဒါတွေပို့သိလာတယ်ဟာလက်နက်မကိုင်းလည်းလုပ်လို့ရပါလားလက်နက်မကိုင်းမဲနဲ့အခြားနည်းနဲ့လည်းတော်လွန်လို့ရပါလားလက်နက်မကိုင်းနိုင်တဲ့အမျိုးသမီးတွေလက်နက်မကိုင်းနိုင်တဲ့အမျိုးသားတွေလုပ်လို့ရတဲ့လုပ်ငန်းတွေအများကြီးရှိပါလားဒါကြီးကလည်းတော်လွန်ရေးကိုအားပြေပါလားဆိုရယ်စဉ်းစားချက်ကိုပို့ရလာတယ်ပို့ပြီးတော့ကျွန်တော်ပြည့်စုံလာတယ် တော့တော်လိုင်းကြီးကဘယ်လိုမြင်လာလဲဆိုတော့ဒီနောက်ပိုင်း2021တွင်ဦးတော်လိုင်းဆိုပို့ပြီးတော့ပြည့်စုံပြီးတော့ဘယ်လိုမယ်ကုံလုံးမှုရှိလာတာကဘာလဲဆိုရင်ကျမတို့ကလက်နက်ကင်မှပဲတော်လိုင်းကြီးလို့မမြင်တော့ဘူးလက်နက်မကင်ဘဲနဲ့လဲတက်ထဲကနေတော်လိုင်းလို့ရတယ်ဖျဲသီးလုပ်ပြီးတော်လိုင်းလို့ရတယ်ဆိုရဲအဲ့အတွေးခေါ်ရဘာဖြစ်လာလဲဆိုတော့ကျမတို့ဟိုညကြီးတစ်စင်းအတွန်တွန်စီးဖို့အတွက်ချောင်းငယ်လေးတွေကစမ်းချောင်းလေးတွေကရေတွေကလေဟိုတဏျာတဲ့ကိုတဏျာတဲ့ကို ကိုနီးကိုဟန်နဲ့စီစဉ်သွားကြသလိုမျိုးခံယူရတယ်အဲ့တော့အဲ့မြင့်ကြီးကပို့ပြီးအားကောင်းလာတယ်ပို့ပြီးတော့တွင်တွင်ဖြစ်လာတယ်ဘာလို့လဲဆိုအဲ့ချောင်းငယ်လေးတွေအများကြီးကကိုနီးကိုဟန်နဲ့ကိုနိုင်နာကိုလှုပ်ပြီးတော့နည်းနည်းလေးပဲဖြစ်စေတသေးလေးပဲဖြစ်စေကိုနီးကိုဟန်နဲ့စီစဉ်လာကြတယ်ဆိုရဲအမြင်ကိုမြင်နေပေါ့အဲ့တော့ကျမတို့2021တွင်ဦးတော်လိုင်းစတော့ကျမတို့အဲတက်ကြွလှရှားသူလူငယ်တွေကြားထဲမှာအမျိုးမိကြားထဲမှာဆွေးနွေးကြတာရှိတယ်ဘာလဲဆိုတော့ဘယ်လိုလုပ်ကြမလဲစိုးစိုးကတော့ရွေးကောက်ပဲပြန်လုပ်မယ်လို့ပြောပြီးသားပြန်လုပ်ပေးမယ် အဲ့တို့ရဲ့ဟို promise ကရှိတယ်တို့လုပ်ပေးမယ်အခုတို့ဒါပြီးခဲ့တဲ့ရွေးကောက်ပွဲပြန်စီစစ်ချင်တယ်ပြန်ပြီးတော့တုံးသက်ချင်တယ်စသဖြင့်ပေါ့ဘလို့ပဲအကြောင်းပြချက်ပေးပေးကျမတို့မကြိုက်နေတာပါလဲဆိုရင်စေအောင်စုသည်တို့မကြိုက်တဲ့အချိန်မှာကစားပွဲကိုရက်ခွင့်ရှိနေတယ်အဲ့ကစားပွဲရဲ့စီးမြင်တွေတို့ကိုယ်တိုင်ချခဲ့တယ်2000အောက်ကချခဲ့တယ်ပြီးရင်အဲ့ကစားပွဲကိုမကြိုက်တော့တဲ့အချိန်မှာရက်လိုက်တယ်ကစားပွဲမှာပါနေတဲ့ဒီတို့ရဲ့ player တွေကိုပြစ်ထည့်နေတယ်ထည့်ချင်တဲ့သူကိုထည့်လိုက်တယ် ထောင်ထဲထဲတဲ့သူထဲတယ်ဖမ်းတဲ့သူဖမ်းလိုက်တယ်တတ်တဲ့သူတတ်လိုက်တယ်တချို့လူတွေထားထားပြီးတယ်ဒါတွေအလုံးကျင်ဒီဂိမ်းကစားပွဲကြီးကတို့လက်ထက်မှာပဲရှိနေအောင်မြင်ရတာကကျွန်တော်တို့လူငယ်တွေအတွက်စိတ်ဆိုးဒေါသထွက်စရာဖြစ်တယ်အဲ့တော့အဲ့တစ်ခုလုံးကိုတွေးတဲ့တကြောင်မို့ကျွန်တော်တော်လန်တဲ့အခါမှာမင်းဦးတော်လန်ရေးဆိုတဲ့နာမည်ကိုစတက်လိုက်ပြီးဆိုကြတဲ့ကကျွန်တော်တို့လူငယ်တွေနော်ဒါကိုတတ်တဲ့လူတိုင်းလူတိုင်းကယင်းထဲမှာအကြီးခံစားချက်ရှိအဲ့ဒါဘာလဲဆိုတော့တော်လန်ရဟိုတစုံတစုနှစ်စုပဲဆန္ဒပြလိုက်ုံနဲ့ပေါ်လာတာမဟုတ်တော်လန်ရေးဆိုတာစနစ်ကိုသွားမှာ တော်လိုင်းဆိုတာဆက်နေပြောင်းလဲတော်လိုင်းကြီးဆိုတာကျမတို့မျိုးဆက်တွေကိုပါရင်ရတော့မယ်ဆိုတဲ့အသည့်ကရှိပြီးသားအဲ့စကလုံးကိုရေးလိုက်တိုင်းရေးလိုက်တိုင်းအဲ့ဒီတာဝန်ယူမှုတာဝန်ခံမှုခံစားရတယ်အဲ့ဒီသူ့ရဲ့လေးနက်မှုကိုကျမတို့နားလေတယ်ဒါကြောင့်မို့တော်လိုင်းကြီးဆိုတဲ့စကလုံးစသုံးကလေးကနှစ်ပေါင်းများစွာကြာနိုင်တယ်ဆိုတာကျမတို့သိပြီးသားဖြစ်တယ်ပေါ့နော်လူငယ်တွေနဲ့ခေါင်းဆောင်နေကြတဲ့မှာဒါနားလေပြီးသားဖြစ်တယ်နောက်တစ်ခုကကျမတို့က၅နှစ် 3နှစ်4နှစ်ဆိုတာထက်ကျွန်တော်စနစ်အပြောင်းလဲဖြစ်တော့အဲ့စနစ်အသားကျဖို့လိုရမှာရှိရယ်စနစ်ဆိုတာဘာလဲစတင်ဖန်တီးရမှာရှိရယ်စနစ်ကိုစပြီး imagine လုပ်ရမယ်ကျွန်တော်တခါမှမတွေးဘူးတွေးဘူးခဲ့ရင်တော့မှစစ်တက်ကအမြဲတမ်းကျွန်တော်တို့ share လုပ်လိုက်တယ်ကျွန်တော်တို့တွေးတဲ့အတွေးကိုဘလို့မလုပ်ရအောင်ဒီလိုမလုပ်ရအောင်အော်ငင်းချမ်းရေးတော့မှလွတ်လပ်မတွေးရအောင်ကိုလိုချင်တဲ့ငင်းချမ်းကိုလွတ်လွတ်လပ်ပြောပိုင်ခွင့်မရှိခဲ့ဘူး စစ်တပ်ကအမြဲတမ်းပုံဝင်ချက်မှာရှိနေသူတို့ကချပီလမ်းကြောင်းကိုကျွန်တော်တို့မြဲလိုက်ရတယ်ဒီကာလမှာပါကျွန်တော်တို့စပြီးတော့ဖန်တီးဝင်ရတဲ့ဟာမှာအချိန်တွေအများကြီးလိုဦးမယ်ဆိုကျွန်တော်တို့သိပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေနောက်ထူးသဖြင့်လူငယ်တွေပေါ့နော်လူငယ်တွေအနေနဲ့လူငယ်ကောင်းဆောင်လေးနဲ့တော်လိုင်းမှာပုံဝင်တဲ့သူတွေအနေနဲ့ဟာအဲ့ခံယူချက်နဲ့ပဲမောင်းနှင်ဖို့အရှိရာကို88မျိုးဆက်တွေဘလို့ခံယူခဲ့ကြတယ်လဲဘလို့တော်လန်ခဲ့ကြလဲဆိုတာလည်းအမြဲတမ်းသိနေရယ်ပေါ့နော်ဒီလိုနည်းနဲ့ဆက်သွားနေပါတယ်လို့ပြောချင်ပါတယ် ဟွန်းမတင်တာပြောတဲ့အထက်မှာလည်းပါတယ်ဟာလာဒီစစ်တပ်ကနေပြီးတော့အခုကတော့ရွေးကောက်ပွဲလုပ်ပြီးတော့မှာပေါ့နော်ဆိုတော့အဲတိုက်ခံတော်တော်များများကလည်းဒီရွေးကောက်ပွဲကဟိုလားရှမ်း election ပေါ့နော်အတူရောက်ရွေးကောက်ပွဲဆိုပြီးတော့ဆန့်ကျင်ကြရတယ်အဲမတင်တာဆိုလည်းအဲ့လိုခုဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စာတမ်းတစ်စောင်ယူယူထားတယ်ဆိုတော့ကျွန်တော်သိရတာပေါ့ဆိုတော့မေကွန်းကရွေးကောက် ပွဲစန့်ကျင်ရေးဘာကြောင့်လုပ်ရတာလဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တချို့တွေကလည်းပြောနေတာတကယ်လို့ဒါအဲ့လိုမျိုးဖန်စီချုပ်နှောင်ခံထားတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံချင်းသားတွေလှုပ်ပေးပြီးတော့ NLD အပါအဝင်တခြားဒီမိုကရေစီပါတီတွေပါခဲ့မယ်ဆိုရင်ဒီရွေးကောက်ပွဲကအစ်စ်မှန်ဖြစ်မယ်ဆိုတဲ့သဘောမျိုးပြောနေကြတဲ့ခါမှကြတော့ဆိုတော့မတင်စားတော့ဘယ်လိုအဲ့ဒါပေါ့မှာပြောကြတယ်။ကျမတို့ဒီ အဲရွေးကောက်ပွဲစန့်ကျင်လုပ်ငန်းဆိုပြီး2022မှာစတင်ပြီးတော့အင်အားစုစုကြရဲစုံကြရဲအဲ့မှာစတင်စုဖွဲ့တဲ့ထဲမှာဆို KNU KNPP WLB နောက် GSC ပေါ့ကျွန်မဆို GSC ကတပိတ်ကော်မတီဝင်ဖြစ်ပါတယ်ဆိုတော့နောက်အခြားသောအရပ်ဖက်အဖွဲ့အစည်းတွေနောက်နိုင်ငံရေးပါတီ၃ဖွဲ့လောက်ပေါ့နော်၃ဖွဲ့လောက်ရဲ့ကျွန်တော်စုပြီးတော့စုံပြီးတော့စကားတွေပြောကြတဲ့အခါမှာအထူးသဖြင့်ရွေးကောက်ပွဲဘာလို့စန့်ကျင်ရမှာလဲဆိုတော့ကျွန်တော်ပြည်သူတွေကိုမေးရင်လည်းပြည်သူတွေကဒါလာမပြောနေနဲ့စန့်ကျင်ပြီးသားဟုတ်တယ်ကျွန်တော်ပြည်သူတွေမှာသိပြီးသားဒါပေမဲ့စန့်ကျင်မှုကိုဘာကြောင့်ခေါင်းစဉ်တက်ပြီးလုံးဝမလဲ ဆိုကျမတို့အာဗျူဟာမြောက်ကိုစဉ်းစားရပါတယ်။ဘာဖြစ်လဲဆိုရွေးကောက်ပွဲဆိုတဲ့စကားလုံးမှာအရန် tricky ဖြစ်တယ်။ tricky ဖြစ်တယ်။ဟိုအလွဲတကူအယူလုတ်ခံရနိုင်တဲ့အတုံးနှုံးကြီးဖြစ်တယ်။အဲ့တော့ရွေးကောက်ပွဲလို့ပြောရင်ဒါ number one လဲစကားလုံး။သူကစစ်ပွဲလို့ကြီးညာတာမဟုတ်ဘူး။ရွေးကောက်ပွဲကြီးညာတာဒီစစ်ပွဲကြီးညာတာမဟုတ်နေတဲ့အခါမှာတိုက်ရတဲ့တိုက်တိုက်ပုံတိုင်နီဗျူဟာကပြောင်းလဲရှိလိုက်မယ်။ပြောင်းလဲရှိမှရတော့မယ်အနေထားဖြစ်တယ်။အဲ့မှာနောက်တစ်ခုကစေအုပ်စုကလာတိုင်းဒီပါသူတို့ခေါင်းဆောင်ပြောင်းလဲ။အမြဲတမ်းလူချင်းကစားနေတယ်။ ခုရွေးကောက်ပွဲလဲနောက်ထပ်လူချင်းပါပဲကျွန်တော်တို့ဘာမှမထူးဆန်းဘူးအရင်ကလည်းလူချင်းနဲ့နောက်လည်းလူချင်းပဲသူကြိုက်တဲ့သူကိုထုတ်လိုက်ထိတ်လိုက်ပြီးလုပ်နေရအခုမှမဟုတ်ဘူးအခုကရွေးကောက်ပွဲဆိုရဲခေါင်းစဉ်နဲ့လုပ်တော့မှာအဲ့ဒါကအထူးသဖြင့်အနောက်နိုင်ငံတွေနဲ့အိန္ဒိယချင်းနိုင်ငံတွေအတွက်ကဆိုးဆုကိုအာအတိမတ်ပြုတ်ဖို့အတွက်လမ်းစာများပြဖြစ်သွားနိုင်သလားဆိုရဲဆိုရင်လည်းရှိရဲ့နောက်သူတို့အရင်ကလည်းလုပ်နေတဲ့မတရားမှုကနှစ်ပေါင်းများစွာအခုလိုပေါ့နော်လာပေါင်းများစွာပြည်သူရဲ့နှစ်နာမှုတွေနာကျင်မှုတွေနောက်ဆက်တွဲမှာ ဒါဝဲလက်ခံလိုက်တော့မယ်ဆိုတော့အနေထားအနေကျမတို့တော်လန်ကြီးကိုအနောက်အဆက်ဖြစ်လာမှာဆိုလို့ ကျွန်တော်တော်လည်းရက်သွားကြအကြောင်းမရှိဘူး။လှုပ်ဆရာရှိရလုံနေကြမယ်ဆွမ်းလာပြောရဲခံယူချက်ဒီပုံမှာခြေခံတာဖြစ်တဲ့ကြောင်းမလို့။အဲ့တော့အဲ့ရွေးကောက်ပွဲစန့်ကျင်ရေးမှာအခြေခံကြတဲ့နိုင်ငံရေးရည်တည်ချက် စာတမ်းကိုကျွန်တော်တို့ဒီနှစ် February မှာပထမဆုံးအကြိမ်ပြင်ပကိုထုတ်ပြန်ခဲ့ပါတယ်။အရှိမှလည်းကျွန်တော်တို့အဲ့ဒီအင်အားစုကအစုဖွဲ့20ကျော်ရှိပါတယ်။ကျွန်တော်တို့ဟိုးကချင်ပြည်ကနေဟိုးတနင်္သာရီကနေရှိနေတဲ့အစုဖွဲ့တွေအားလုံး20ကျော်စုဖွဲ့ပြီးတော့ပြုပြုစုထားကြတာဖြစ်တယ်။အဲ့ဒီရွေးကောက်ပွဲကြီးညာအဲ့အရေးကောက်ပွဲကိုစန့်ကျင်တဲ့နိုင်ငံရေးရည်တည်ချက်စာတမ်းမှာအကြောင်းအရာ၅မြို့ပါတယ်။အဲ့ဒီအကြောင်းအရာ၅မြို့ကိုလည်း မှာ၃မျိုး၃ချက်ကတော့အဓိကအကြဆုံးဖြစ်တယ်။အဲ့ဒါဘာလဲဆိုတော့ရွေးကောက်ပွဲကိုကျွန်တော်နိုင်ငံရေးအရဆန့်ကျင်တယ်။စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုနိုင်ငံရေးအရနိုင်ငံရေးစဉ်းစားချက်နဲ့ဆန့်ကျင်တယ်။ဒုတိယတစ်ခုကရွေးစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုတရားဥပဒေလမ်းကြောင်းအရာကိုဆန့်ကျင်တယ်။တရားဥပဒေလမ်းကြောင်းနောက်ဆုံးတစ်ခုကတော့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုတရားမျှတမှုအတွက်ဆန့်ကျင်ပါတယ်။ဒီ၃ချက်ကကျွန်တော်တို့အဓိကအကြဆုံးဒီ position ရည်တည်ချက်ဖြစ်တယ်။အထက်မှာမှဖက်စစ်ရွေးကောက်ပွဲတပိမောင် Federal Land ကိုရေးရဲရှောက်ဆိုတာပြည်သူတွေနှစ်ပေါင်းများစွာเนาะဒါ ဒီစဉ်းစားချက်ကိုတို့ပြင်ဆင်လာခဲ့ကြတာဖြစ်တယ်ဆိုတော့အဲ့ဒီအဲ့ဒီ motto ပေါ့နော်ဒီကောင်းစဉ်ကိုလည်းကျမတို့ကအားပေးထောက်ခံတယ်နောက်တစ်ခုကတော့စေအုပ်စုရွေးကောက်ပွဲဒီငိမ့်ချမ်းကြီးကိုမတီဆောက်နိုင်ဆိုတဲ့ position ဖြစ်ပါတယ်ဆိုတော့တတော်များများကတော့ငိမ့်ချမ်းကြီးကိုပြောတဲ့အခါမှာရွေးကောက်ပွဲဒီဒါ entry point ဖြစ်နိုင်တယ်ဆိုတဲ့စဉ်းစားချက်ရှိတယ်။ဒါကိုလည်းကျမတို့ကညင်ချက်ထုတ်ထားတယ်။ဆိုတော့အဲ့ position paper ကိုကျမတို့အတိုင်းဝိုင်းအတိအတိနိုင်ငံတကာအစိုးရအတိအတိကိုလည်းဖြန့်ထားပြီးသားဖြစ်တယ်။အဓိကကတော့ကျမတို့ရဲ့နိုင်ငံရေးရည်ရည်ချက် ူညီရဲ့အစုအဖွဲ့တွေပြုစုထားတာဖြစ်တော့ကြံတဲ့အင်အားစုတွေကိုလည်းကျွန်တော်တို့ချင့်ကပ်ပြီးတော့ဓာတ်တွေကိုဖြန့်ဝေးတာသူတို့နဲ့တိုင်ပင်တာနှိမ့်နှောတာတွေယနေ့အချိန်ထိလုပ်နေစေဖြစ်တယ်ကျွန်မမြင်တာဆေးဥစုပြီးကောက်ပေးတာလုံးပါပဲသူတို့ကဘလို့ဖြစ်ဖြစ်လုံးပါတယ်သူတို့မှာလုံနိုင်တဲ့အနေအထားရှိရဲရင်းမြစ်ရှိရဲသို့တော့သူတို့လုံးလို့မရတာကအဲ့ရွေးကောက်ပွဲကနေထွက်လာတဲ့အကြောင်းအရာဒီမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးကိုတိစောက်နိုင်မယ်ဆိုတော့မဖြစ်နိုင်ဘူးနောက်တစ်ခုကကျမတို့နိုင်ငံရဲ့နိုင်ငံရေးအဖြစ်ကိုမရောက်ဘူးနိုင်ငံအဖြစ်ကိုမရောက်တဲ့အတွက်ကြောင့်ကျမတို့အဖြစ်ကိုဆက်ရှာရမယ်ကျမတို့တော်လိုင်းကြီးကနိုင်ငံရေးအဖြစ်ကိုရောက်ရောက်တဲ့ထိသွားရမှာဖြစ်ပါတယ် မတင်တာပထမဆုံးမိကွန်းမှာပြောခဲ့တဲ့မျိုးသမီးကြီးကကိစ္စပေါ့နော်ဆိုတော့ဒီဘက်ဆက်အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာမတင်တာပို့ပြီးတော့ဒီမျိုးသမီးကြီးကကိစ္စတွေပေါ်မှာပို့ပြီးဆောင်ပေးပြီးတော့လှုပ်လာတာတွေ့ရတယ်ဟာလား sister to sister page တွေပါထောင်းတာလေကျွန်တော်တို့မြင်ရပါတယ်ဆိုတော့ ဆိုမေကွန်းကကျွန်တော်မေးချင်တာကဘာလဲဆိုတော့တော်လိုင်းခုနကဟိုမတ်တင်စာပြောတဲ့အထက်မှာလည်းပါတယ်အဲ့ဒါတော့မျိုးမျိုးဝါဒပေါ့ဟာဖီမနီဇင်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တော်လိုင်းရေးမှာဘလောက်ထိအရေးပါတာလဲပေါ့နော်ဘာလို့လဲဆိုဥပမာအဲပြောရမယ်ဆိုလို့ချင်းတိတ်မကြသေးဘူးဟလားဒီတက်ကြောက်လောက်ရှားသူတူဦးဖြစ်တယ်ကိုနန်းလင်းဆိုလို့ရှိရင်ဟလားဒီအမျိုးသမီးမပါတဲ့ဆွေးနွေးပွဲတစ်ခုကိုတက်လို့ဆိုပြီးတော့သူ့ရဲ့သက်ဆိုင်ရာအ အအဖွဲ့အစည်းရနေပြီးတော့အရင်ယူတာခံလိုက်ရတဲ့တဲ့င်းကျွန်တော်တို့တွေ့ရတာဒါပေမဲ့တစ်ဖက်ကလည်းအဲ့လိုမျိုးပေါ့အငင်းပွားနေတဲ့ဥစ္စာကဒီဟာကဘလောက်ထိအရေးပါလို့လဲပေါ့တော်လိုင်းအင်းမှာတော်လိုင်းအင်းမှာဒီနေရာကြည့်လို့ရှင်အကုန်လုံးကမြူသားလူငယ်တွေများတယ်ဆိုတော့ယူဆချက်တွေနဲ့အဲ့လိုမျိုးငင်းခုန်ကြတာလည်းပဲရှိနေတဲ့အခါမှာကြာတော့ဆိုတော့မိကွန်ကခုနကတော်လိုင်းအင်းမှာဖီမနီဇင်ကဘယ်အခန်းကဏ္ဍကနေပါနေလဲ အာကျွန်တော်တို့ဘာကြောင့်တော်လန်ကြရလဲဆိုတဲ့အခြေခံအကြဆုံးမိကွန်းကိုကြည့်မယ်ဆိုရင် feminism ကအဓိကကြတဲ့မှာပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တော်လန်ရင်းလို့ပြောရင်ဘာကိုတော်လန်တာစနစ်ကိုတော်လန်တယ်စနစ်ကိုပြောင်းကျင်တယ်။ကိုပြောင်းမဲ့စနစ်ကဘာလဲလို့ကျွန်တော်တို့သုံးသပ်တဲ့အခါမှာမြန်မာနိုင်ငံရဲ့စစ်အာဏာရှင်စနစ်ကိုတတ်ဆိုးရှည်စီတဲ့အယူဝါဒတွေထဲမှာမဟာဖူဝါဒပါတယ်။မဟာဖူဝါဒသည်စင်စက်မပြတ်ကျွန်တော်တို့ပြည်သူတွေအားလုံးကို ထိခိုက်စေခဲ့တယ်။မဟာဖူဝါဒလို့ပြောရင်အမျိုးသမီးကိုပဲထိရလို့မြင်ကြတယ်။ အမျိုးမဟာဘွာရအမျိုးသမီးရဲ့ရံပတ်ဖြစ်တယ်သို့တော့အမဟာဘွာရဒီအမျိုးသားတွေရဲ့ရံပတ်လည်းဖြစ်တယ်ဆိုတော့ဒီမဟာဘွာရကိုကျမတို့ကရိုက်ချိုးမှသာလဲစစ်အာဏာရှင်စနစ်ကအမြင့်ပြမယ်အဲ့အမြင့်ပြတဲ့အခါမှာကျွန်တော်တို့နိုင်ငံရဲ့ရည်ရှိသွားမဲ့ဒီမိုကရေစီရဲ့ဖက်ဒရယ်တွေကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ကဟိုအပင်ကောင်းနေပောက်ဖို့အတွက်မြေကြီးကို ပြင်ရတဲ့အနေထားမှာအဲ့ feminism ကိုနားလည်မှုကအခြေခံကြဆုံးဖြစ်တယ်။မဟာဘူဝါရကိုဆိုတော့ကျွန်တော်တို့ဒီကိုယ့်အပင်မျိုးတတ်စီမဲ့နော်။သေစီမဲ့ဒီဟို viral အဆိုးတွေပေါ့နော်။ဒီပိုးကောင်အဆိုးတွေကျွန်တော်တို့ဖယ်ထုတ်ရတယ်ဆိုတဲ့ထဲမှာအဲ့ဒါအခြေခံကြဆုံးဖြစ်တယ်။အဲ့တော့ကျွန်တော်ပြောရဲဘာကြောင့်တော်လိုင်းကြီးရှိကြရမှာလဲ။ရှိကြဖို့လိုနေရလဲဆိုရင်ကျွန်တော်တို့ရဲ့နားလည်မှုဖြတ်သန်းမှုအရာကျွန်တော်ပြောရဲအယူဝါဒတွေကိုမနားမလည်နေခြင်း။အယူဝါဒတွေကိုနားလည်ပြီးမဲ့လက်တွေ့မလုံမလုံဆောင်ခြင်းနော်လက်တွေ့လှုပ်ဆောင်တော်ညာ အာနောက်ဆက်တွဲအေးယူမှုကင်းမဲ့ခဲ့ခြင်းဆိုတော့ဒါတွေကအာကျွန်တော်တို့တွန်လိုင်းကိုသဆိုးရှိစေတာအဲ့တော့ကျွန်တော်တို့တွန်လိုင်းကိုမမြန်ပြက်ချင်တယ်ဆိုဆောနာကိုယူပါတာပါလဲမြင်ရမယ်ကိုပါကြောင့်ဒီယူပါတာကိုလက်ခံတာလဲလက်မခံတာလဲဆိုရှင်းအောင်နားလည်ထားဖို့လိုတယ်နားလည်ထားသလိုလက်တွေ့ကျင့်ကြံရမယ်လက်တွေ့မကျင့်ကြံနိုင်တဲ့သူကိုအေးယူပြရမယ်အ ਨੇ ဆုံးအေးယူပြရမယ်အခုကိုနန်းလင်းကိုသူ့အုပ်စုကအေးယူပြလိုက်တာဒါပဲဖြစ်တယ်လူငယ်တွေကအဲ့ကိုသွားနေပြီ ဲ့ယိုသွားနေပြီအဲ့ယိုမလိုက်နိုင်တဲ့သူတွေအများကြီးရှိအောင်ကျွန်တော်မြင်ရတယ်အဲ့လိုမြင်ရတော့လဲကျွန်တော်တို့စိတ်မပြတ်ဘူးဘာဖြစ်လဲဆိုတော့ဒီလိုမြင်လာရတာကကျွန်တော်ဘာလုပ်ရမလဲဆိုတော့ပူပေါ်စေတယ်ကျွန်တော်နိုင်ငံမှာဘာလို့အဲ့နေရာပူပေါ်စေပါလဲအဲ့လိုပေါ်နေတဲ့ပေါ်လာနေတဲ့ပြဿနာတွေကိုလိုက်ဖြေရှင်းရှင်းအားဖြင့်ကျွန်တော်တို့တော်လိုင်းကပို့ပြီးတော့မြင်မြန်ဆန်းဆန်းခီးရောက်နိုင်မယ်လို့ကျွန်တော်မြင်နေပေါ့နော်ဆိုတော့အာဖက်မနီဇင်ကဟိုတစုံနဲ့မျိုးမိအတွက်ပဲလို့တွေ့တာမဟုတ်ဘူးဆိုတာလည်းပြောချင်တယ်ဂျန်ဒါအားလုံးအတွက်ကျွန်တော်တို့လူတစ်ယောက်မှာ ဂျန်တာကျွန်တော်ကိုယ့်ကိုဘယ်လိုဖော်ပြလဲဘာဝစ်လဲကိုကဘယ်လိုခံယူလဲဘသူ့ကိုသဘောကျလဲဒါတွေအားလုံးကလူတစ်ယောက်ထဲမှာတယ်တနေ့တနေ့မတူဒီနေ့ဒီလိုဝစ်တယ်နောက်နေ့ဟိုလိုဝစ်တယ်အဲ့လိုမတူနေတဲ့အရာတွေကိုအတင်းအဓမ္မဘောင်ထဲကိုကန့်တတ်ဖို့စူးစမ်းနေရမဟာဖူဝါရထဲမှာပါနေတယ်ဒါတွေကိုကျွန်တော်တို့ကလူတစ်ယောက်ရဲ့ဖြစ်တည်နိုင်စွမ်းအားတွေကိုဖွင့်ပေးပါကျမတို့နိုင်ငံရဲ့ဖြစ်တည်နိုင်စွမ်းတွေကိုဖွင့်ပေးပါကျမတို့နိုင်ငံဖယ်ရယ်လုံနိုင်တယ်စစ်တပ်ကလက်မခံဘူးဖယ်ရယ်နေလို့သွားလို့မရအောင် ဖရဲသွားရင်နိုင်ငံကြီးကပြုတ်ကွဲသွားမယ်အတင်းပေါင်ထဲမှာကတ်ပြီးတော့တနိုင်ငံနဲ့ဖြစ်ကိုဖြစ်ရမယ်တဘာသာနဲ့ဖြစ်ကိုဖြစ်ရမယ်ဘာသာအယူဝါဒတစ်ခုနဲ့ဖြစ်ရမယ်ဆိုတာပေါင်ထဲကိုအတင်းကန့်တတာဖို့ရတာပဲဆိုတော့ကျမတို့ကအဲ့ဒါကိုအမြင့်ကနေစတော်လိုင်းခါမှာကိုကိုတိုင်းကအဲ့ဒါကိုတော်လန်နိုင်ရမယ်ကိုကိုကိုတော်လန်ရမယ်အဲ့ဒါကကျမတို့တော်လန်ရဲ့အခြေခံဟွာပေါ့တီလာပေါ့နော်အခြေခံတီလာအခြေခံကျုပ်ဝတ်တွေဖြစ်လာရမယ်အဲ့ဒါမှသာလေကျမတို့ကအာ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာမှန်သမျှအဲ့ဘောင်ထဲမှာပဲအဲ့ဒီဆွမ်းလာပြောတယ်ကျွန်တော်တို့စဉ်းစားချက်ထဲမှာပဲသွားပြီးအကျုံးဝင်သွားမယ်မဟုတ်လို့ကတော့ကျွန်တော်တို့အများအတန်းအစုဖွဲ့တွေကြံခဲ့မယ်အင်အားစုတွေကြံခဲ့မယ်ဟိုအုပ်စုကိုထားခဲ့ဒီအုပ်စုကိုထားခဲ့အခုလိုအမျိုးသမီးလို့ပြောရင်အမျိုးသမီး issue ကမြန်မာနိုင်ငံမှာအမျိုးသမီးဟုခံယူထားသောအမျိုးသမီးဟု register လုပ်ထားတဲ့စမ်းသပ်အရာဆိုရင်ကို90ကျော်တယ်90ရာခိုင်နှုန်းကျော်တယ်ဒီအုပ်စုတွေအတွက်တော့ကျွန်တော်တို့မလုပ်ပေးနိုင်သေးဘူးဆိုရင်ကြံတဲ့လူနည်းစုတွေအတွက်ဆို ဘာမှပြောလို့မရအောင်အဲ့ဒါယုံကြည်မှုကိုပြက်ပြားစေတဲ့အချက်မှအဲ့ဒါပါတယ်ကျွန်တော်မယုံနိုင်ကြဘူးဆိုတာမယုံနိုင်ကြလို့ကျွန်တော်တို့တော်လန်ရေးကြတာလေနော်မယုံနိုင်ကြအောင်တယောက်နဲ့တယောက်တော်လန်ဖို့အတောင်နဲ့တယောက်ဒီယုံကြည်ဖို့ခက်ခဲကြရဲဆိုတော့ဆွမ်းလာပြောရင်ထဲ့သွင်းစဉ်းစားဖို့ဘယ်လောက်ရှိလဲဆိုတာလက်တွေ့ဘယ်လောက်လုပ်ပြနိုင်လဲဆိုတာနဲ့ဆိုင်နေပေါ့အဲ့တော့ကျွန်တော်တို့ကတော့ဟိုလူငယ်တွေကတော့လှုပ်ရှားရှားလုံနေကြတယ်ဟိုအရေးယူပြတဲ့အဖွဲ့ရဲ့အရေးယူခံရတဲ့အဖွဲ့ကတော့ဆွမ်းလာပြောသလိုသွက်နေသူတော့အဆင်ပြေသွားရင်မပြေသေးတာတော့ဆွမ်းလာအဲ့ဒါမကြေလည်တဲ့သူတွေကတော့မပြေသေးဘူးပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ကတော့အများကြီးလုပ်ရပါဦးမယ် ဟုတ်ကဲ့အတင်းကနောက်ဆုံးမေးခွန်းပါပဲ personal လို့လည်းပြောရင်ပြောလို့ရမှာပေါ့လေနော်အခုလို့လည်းဆိုတော့အဲမတင်စာဆိုလို့ရှင်ဒါမိခင်နိုင်ငံနဲ့အဝေးရောက်နေပြီဟုတ်လား exile ဘဝမှာရောက်နေပြီဟုတ်လားအာနာတိမ်ပြီးကလေးကနေပြီးတော့နိုင်ငံကိုစွန့်ခွာရတာပေါ့ဒီလိုပဲအဲ့လိုမျိုးတခြားအဲ လူတွေပေါ့နော်လူငယ်တွေပါဝင်အခုဆိုလို့ရှိရင် recruitment အဲ့လိုမျိုးသူစစ်သားစုဆောင်ရေးနဲ့ထွက်ပြေးရတဲ့လူတွေလည်းအများကြီးပဲဒီဘက်နိုင်ငံထဲမှာရောက်နေကြတယ်လို့ဟုတ်လား migrant တွေလည်းအများကြီးပဲဒီအလုပ်သမားတွေပေါ့နော်ဆိုတော့အဝေးရောက်ကာလမှာအမျိုးသမီးတယောက်တက်ကြွလှူရှားသူတယောက်အနေနဲ့ဘလို့ရင်ဆိုင်ရက်တည်ရလဲဆိုတဲ့ဥစ္စာလေးကိုပုံဖော်ပြပါပါအဓိကတော့ဗာလဲဆိုတော့ကျွန်တော်ရွေးချယ်မှုပေါ့နော်ရွေးချယ်မှုက ကိုကဒီနေရာကိုရောက်နေတာကိုကိုရိုင်းရွေးချယ်ထားရလားဒါမှမဟုတ်မဖြစ်တာလုံးလို့ရောက်နေရတာလားဆိုတဲ့ဟာကကျမတို့ပို့ပြီးတော့သွက်စီတယ်ကျမထင်တယ်အာဒီမှာကြည့်နေတဲ့ပြည်သူတွေတဲမှာဆိုရင်လည်းကျမတို့ထားပါတော့ဥပမာအင်တာနက်ပိတ်ခံရတယ်ပေါ့ကျမတို့ကအင်တာနက်သုံးချင်သုံးမယ်မသုံးချင်မသုံးကျမတို့လည်းထဲမှာပဲရှိတယ်ဖွင့်လိုက်မယ်ပိတ်လိုက်မယ်ကိုကကိုဆုံးဖြတ်တယ်ဒါမှမဟုတ်ဘဲနဲ့အစိုးရကနေအင်တာနက်ပိတ်ချလိုက်တဲ့အခါမှာတုံးလို့မရတဲ့အခါမှာဖြစ်တဲ့ခံစားချက်တူတူပဲကျမတို့အာပြည်ပကိုမထွက်ချင်မဲ့ထွက်လာရတယ်ထွက်ဖို့အစီအစဉ်မရှိဘူးအရင်ကထွက်ဖို့အစီအစဉ်ရှိတဲ့သူတွေတော့ သူ့အနေနဲ့သူကို့အစီအစဉ်နဲ့ကိုဖြစ်သွားတယ်။သို့တော့ထွက်ဖို့မဆုံးဖြတ်ထားပဲနဲ့ဆုံးဖြတ်လိုက်ရတဲ့ကိစ္စမှာကျွန်တော်ကလူခွင့်ချိုးဖောက်တယ်ဆွမ်းလာပြောလို့လွတ်လပ်ခွင့်ပျောက်ဆုံးသွားတာ။ရွေးချယ်ခွင့်မရတော့ဘဲနဲ့လုံလိုက်ရတဲ့အရာမှန်တမ냐ကျွန်တော်တို့မပြောစေဘူး။မပြောစေဘူးဆုံးရှုံးမှုဖြစ်စေရဲ့နစ်နာမှုဖြစ်စေရဲ့ကျွန်တော်တို့ဘယ်ကဘာရောက်ရောက်ဘယ်ဟိုးရောက်ရောက်ကိုယ်တိုင်ဆုံးဖြတ်ထားတာမဟုတ်တဲ့အခါမှာရောက်တဲ့နေရာမှာပဲပျော်သလိုနေလိုက်ရတယ်။ရောက်တဲ့နေရာမှာဖြစ်သလိုနေရတယ်ဆိုတဲ့အနေထားတော့ရှိရပေါ့နော်။အဲ့တော့ဘာခံစားချက်လဲဆိုတော့ပြောင်းခြင်းတယ်။ရောက်အောင်ပြောင်းမယ်။ ပြီးရင်ပြည်တွင်းထဲကပုံနေမြင်စိတ်ထဲမှာမကောင်းထူးထူးဆင်းရတော့ဟွာပေါ့နော်ပြည်တွင်းထဲမှာပြည်သူတွေနင့်နာနေကြတယ်ဆုံးရှုံးနေကြတယ်ဒါတွေမြင်ရတယ်လို့ပဲတစ်ဖက်မှာကိုယ်ပြည်တွင်းကိုယ်နိုင်ငံကိုကိုကမဆုံးဖြတ်ခဲ့ပဲထွက်ခဲ့ရတဲ့အခါမှာခံစားချက်ကတော့မကောင်းဘူးဟုတ်ကဲ့အခုလိုမျိုးလာရောက်ပြီးတော့ဖြေချပေးတဲ့အတွက်ကြောင့်မတင်စားရှင်လက်ယူကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့